ဒီနေ့မှာကျွန်တော်တို့တော်တော်လေးအမေးများတဲ့မေးခွန်းလေးကိုဖြေပေးမှဖြစ်တယ်အဲ့ဒါဘာလဲဆိုတော့ online မှာပဲဖြစ်ဖြစ်အပြင်မှာပဲဖြစ်ဖြစ်စကားပြောရင်အလူတွေကိုလွှမ်းမိုးမှုရှိအောင်ဆွဲဆောင်မှုရှိအောင်ဘယ်လိုပြောမလဲစကားဆွမ်းရင်လည်းပတ်သက်တဲ့မေးခွန်းဖြစ်တယ်အဲ့တော့ဒီနေ့ခေတ်မှာကျွန်တော်တို့ကလေဟောပြောတဲ့သူလုံးမှကျွန်တော်တို့လိုစာရေးဆရာတွေဟောပြောသူတွေ speaker တွေလုံးမှလူတွေရှိမှစကားပြောမှာမဟုတ်တော့ဘူးအမကျွန်တော်တို့က live တွေ့လွင့်ပြီးပြောရတယ်ဟာလာကိုလုပ်ငန်းထဲမှာလည်းနေတိုင်းလုပ်ငန်းအကြောင်း online kit ကိုဖြစ်လာတာဘူးเนาะကျွန်တော်တို့က ဆိုတော့လူတွေကဟိုအပြင်မှာလည်းစကားတွေပြောရတယ်အွန်လိုင်းပေါ်မှာလည်းစကားတွေပြောရတယ်တေးကြတာတော့လူချင်းမင်းရဲ့စကားဆွင့်ရင်မြင်မာလာတာနဲ့အမြလူချင်းမင်းဘဝမှာအောင်မြင်မှုရမှာတော့တေးကြတယ်ဆိုတော့ဒီမှာကျွန်တော်အခုတစ်လျှောက်ဝက်ချက်ကိုပြောမယ်အွန်လိုင်းကပဲဖြစ်အပြင်မှာပဲဖြစ်ဖြစ်လူချင်းမင်းတို့လူတွေကိုကိုယ့်ရဲ့စကားကိုဆွဲဆောင်မှုရှိအောင်ပြောဖို့ဆိုရင်စကားကိုအသက်ဝင်အောင်ပြောဖို့လိုတယ်စကားကိုအသက်သွင်းနိုင်ရမယ်โอเคနော်စကားကိုအသက်ဝင်အောင်ပြောဖို့လိုတယ်စကားကိုအသက်သွင်းနိုင်ရမယ်ကျွန်တော်ပုံမြင်နေပြောတာလူချင်းတို့နားထောင်မှုလည်းဟုတ်တယ်မလား အသက်ဝင်အောင်ပြောရအဲ့ပုံမြင်တွေကိုလူချင်းတို့ရောက်သွားအောင်ပြောရအဲ့စကားကိုအသက်ဝင်အောင်စကားကိုဘလို့အသက်သွင်းလဲစကားမှာအသက်ရှိတာရှိတာပေါ့စကားကလည်းအမှုပညာပဲအမှုပညာလို့ပြောရင်အမှုပညာမှာအသက်ရှိအသက်ဝင်တဲ့အမှုပညာကိုပဲလူတွေကကြိုက်မဟုတ်ဘူးလားရုပ်ရှင်တကအသက်ဝင်အောင်ရရတချင်းတစ်ပုံမှာအသက်ဝင်ရတယ်စကားကလည်းအမှုပညာပဲအသက်ဝင်အောင်ပြောဖို့အတွက်နှစ်ချက်ပဲလို့ အတက်ပညာခဏထအောင်အတက်ပညာမလို့ကျွန်တော်မပြောဘူးเนาะအတက်ပညာသည်ဇကားကိုအသက်ဝင်အောင် ပြောဖို့အတွက်အမှုပညာအသက်ဝင်အောင် ပြောဖို့အတွက်အထောက်အကူတရားတစင်းသာဖြစ်တယ်အရေးကြီးဆုံးအချက်ကခံစားမှုရဲ့စေရနာရဲ့အဲ့ဒီအချက်အရေးကြီးတယ်အမှုပညာပစ္စည်းတရားမှာလည်းအမှုပညာရှင်တယောက်ကခံစားမှုနဲ့စေရနာကိုတုံးပြီးတော့အတက်ပညာနဲ့ပေါင်းပြီးတော့လူတွေကိုသူ့အမှုပညာကိုတင်ပြတာလीဒီသဘောတရားပဲ ကျွန်တော်တို့စကားတခုပြောလူချင်းမလို့ကျွန်တော်အခုပြောတဲ့စကားတိုင်းอ่ะကျွန်တော်မခံစားဘဲနဲ့မပြောဘူးကျွန်တော်ဘာပဲပြောပြောခံစားမှုရှိမှပြောကျွန်တော်ယင်ထဲမှာတခုခံစားမခံစားလို့ဆိုတော့ဝေဒနာပေါ့ဗျာเนาะကောင်းတာလည်းရှိတယ်ဆိုးတာလည်းရှိတယ်ဟဲ့လားခုမကျင်တတ်တာကိုတက်ပြောတာလည်းရှိတယ်သို့တော့ကျွန်တော်တို့က positive thinking သမားတွေကြည့်တဲ့အတွက်ကျွန်တော်တို့ကလူတွေကိုအပြုတ်တော့တန်ဖိုးထားမှုတွေပြောတာဖြစ်တယ်ကျွန်တော်လူတွေကိုမကျင်တတ်တာကိုကျွန်တော် negative တော့မပြောဘူးပေါ့ဒါပေမဲ့အနုပညာရှင်တယောက်လည်းဒီလိုပဲ तू ခံစားရဝေဒနာထိခိုက်ခံစားရတခုရှိတာကို तू လူတွေကိုတင်ပြဒါဒီတိုင်းတင်ပြလို့မရဘူးစေတနာတော့ပါရတယ် ပေးပါအသက်ပညာပါတယ်ဒါကြောင့်ကိုယ်စကားကိုအသက်ဝင်အောင်ပြောလို့နံပါတ်1မခံစားဘဲနဲ့မပြောနဲ့ကိုခံစားတဲ့အရာပြောဟာဒါလေးကိုကြည့်လိုက်တယ်ခံစားမှုတစ်ခုရတော့ဘဝမှာဖြစ်ရတစ်ခုကြုံလိုက်တယ်ငါလူတို့ဒီလိုလေးပြောလိုက်အကျိုးရှိမှာပဲခံစားမှုရှိရပြီးရင်ပါစေတနာအရေးကြီးတယ်ကိုပြောတဲ့စကားကိုနားထောင်နေသူတွေမှာအကျိုးကျေးဇူးတစုံတရာရှိပါစေလို့ဆိုရယ်စိတ်စေတနာကိုအခြေခံမယ်စိတ်ကောင်းရှိမှစကားကောင်းတွေထွက်မှာစေတနာကောင်းမှစကားကောင်းတွေထွက်မယ်အဲ့တော့အဲ့ခံစားမှုနဲ့ကျွန်တော်တို့စေတနာကိုအခြေခံပြီးတော့အတတ်ပညာတော့ပါတာပေါ့ အတတ်ပညာလို့ပြောတဲ့နေရာမှာတော့ငါကဒါ Facebook ကပြောမှလား TikTok ကပြောမှလားဟလာ YouTube ကပြောမှလားမတူဘူးနော် TikTok ကပြောတယ်ဆိုတာအသင်ငယ်ချင်းချင်းသိရမလားလက်လေးတို့ပြီးတော့လမ်းကြုံလေဟေးအဲ့လိုလမ်းပြောလိုက်တာ TikTok ကဘယ်သူမှ TikTok မှာ15 seconds ဆက်ပို့ပြီးလူချင်းမအာရုံမဆိုင်ဘူးအေးကျွန်တော်တို့ Facebook ကြတော့ငယ်ချင်းချင်းချင်းလက်ဖက်ဆိုင်မှာထိုင်ပြောသလိုပေါ့ Facebook ကတော့9မိနစ်လောက်ထိကြည့်တယ်ဗျာ YouTube ကြတော့15မိနစ်လောက်ထိကြည့်တယ် YouTube ဆိုတာစတင်တယ်လို့ပြောလို့ရတယ်အဲ့ကိုပြောမဲ့ platform ပေါ်မှာမူတည်ပြီးတော့အာကျွန်တော်တို့က အတက်ပညာတွေပါမယ်ဒီ platform ရဲ့သူ့ရဲ့ algorithm ကိုကြည့်ပြီးပြောရတာဆိုတော့ဒါကတော့အတက်ပညာပိုင်းပေါ့နော်ပြဇကားရဲ့ကျွန်တော်ခဏခဏပြောရဲဇကား inga တွေရှိမယ်ပြီးဇကားရဲ့ဆောင်ရွက်မှုတွေရှိမယ်အခုပြောတဲ့ဇကားဒီစတင်တာလားဟောပြောတာလားဈေးရောက်တာလားဒီပေါ်မူတည်ပြီးပြောတာပေါ့ဒါမဲ့အရေးကြီးဆုံးအချက်ကလူကြီးမလို့ဇကားကိုအသက်သွင်းမှ အဲဒီစကားဟာအသက်ဝင်ပြီးတော့လူတွေအပေါ်မှာကောင်းမွန်တဲ့လွှမ်းမိုးတက်ရောက်မှုနဲ့ဆွဲဆောင်မှုရှိတဲ့စကားတွေကိုအနုပညာမြောက်စွာပြောနိုင်မှာဖြစ်တယ်။အဲဒီအတွက်အချက်နှစ်ချက်ပဲခံစားမှုမရှိဘဲနဲ့မပြောနဲ့စေရနာမရှိဘဲနဲ့မပြောနဲ့ခံစားမှုစေရနာကိုမှန်ကန်တဲ့အတက်ပညာနဲ့ပေါင်းနိုင်ရင်လူချင်းတို့ရဲ့စကားစွမ်းရည်တွေမြင်မလာပြီးတော့ဆွဲဆောင်မှုရှိတဲ့စကားတွေကိုပြောဆိုနိုင်ပြီးတော့နေ့စဉ်ဘဝမှာအောင်မြင်မှုတွေရလာမှာဖြစ်ပါတယ်လို့ချစ်ခင်စွာမျှဝေပေးလိုက်ပါတယ်။ကျွန်တော်မျှဝေမှုကနေလူချင်းတို့အကျိုးရှိမယ်လို့အပြည့်အဝယုံကြည်ပါတယ်။ ဲ့တော့တင်တန်းတက်ချင်တဲ့သူတွေကကျွန်တော်တလောက်ကိုတင်တန်းတစ်မျိုးပဲဖွင့်တယ်အခုလာမယ်ကျွန်တော်တို့9လပိုင်းမှာဖွင့်မှာတော့ကျွန်တော်ရဲ့ modern marketing တင်တန်းဖြစ်ပါတယ် marketing သီးသန့်တင်တန်းဖြစ်ပါတယ် certificate in modern marketing တင်တန်းဖြစ်ပါတယ် marketing ပညာအခြေခံနေစတင်ပြီးမှဖြစ်တဲ့အတွက်မြေသူမဆို marketing စိတ်ဝင်စားတဲ့မြေသူမဆိုတက်နိုင်တယ်မြန်မာလိုတင်ပြီးမှဖြစ်တယ် ် online သင်တန်းဒီအခုလာမဲ့ကျွန်တော်တို့က9လပိုင်း15ရက်နေ့စမှာဖြစ်တယ် online ကနေတလားတိတိသင်မှာဖြစ်တဲ့အတွက်မြန်မာနိုင်ငံ data တိတိကမ္ဘာ data တိတိကတက်နိုင်တဲ့နေ့စဉ် recorded video တွေကိုကျွန်တော်တို့ Facebook group ထဲမှာတင်ပေးမယ် Facebook ကြည့်ဖို့အခက်အခဲရှိတဲ့သူတွေအတွက် Telegram private channel မှာလည်းပြန်တင်ပေးမယ် live လာချောတော့အပတ်စဉ်တနင်္လာနေ့ည၈နာရီတိုင်း zoom application နဲ့ live လုပ်တယ်မှာတစ်ခါသင်၃နာရီလောက်ကြာတယ်ကျွန်တော်တအူးချင်းတွေ့ပြီးမေးခွန်းတွေမေးနိုင်တယ်ဒါကြောင့်သင်တန်းတက်နေတဲ့ group ကိုချင်မှာရအောင်ဆောင်ပေးတာဖြစ်တယ် live မတက်ဖြစ်နေမပူနဲ့နောက်ရမှာ recorded video ကို group တွေထဲမှာပြန်တင်ထားပေးမယ်။တင်တန်းကာလတစ်လပြီးသွားတဲ့တိုင်အောင်နောက်6လတစ်နှစ်လောက်ထိကျွန်တော်တို့ group ကိုမဖြတ်ပေးထားရပြီးမှဖြစ်တဲ့အတွက်အထက်ထက်ပြန်ကြည့်နိုင်။တင်တန်းကာလတစ်လပြီးသွားလို့ assignment ဆောင်ရရင် certificate ကို email ကနေပေးပို့ပေးမှဖြစ်ပါတယ်။အပြင်လူတွေ့တက်ချင်တဲ့သူတွေကျွန်တော်မိတ်ဆွေလုပ်ငန်းရှင်တွေကတို့ဝန်ထမ်းတွေကိုစေလို့ချင်တယ်လို့ပြောတဲ့သူတွေအတွက်ကတော့ရန်ကုန်မြို့ Towing Center 3လာမှာရှိတဲ့ကျွန်တော်ရဲ့ AML တင်တန်းကျောင်းမှာ အဲကျွန်တော်တို့က9လပိုင်း19ရက်နေ့နဲ့20ရက်နေ့စနေကြိုနေ့ညမှာမနက်စင်နာရီကနေညနေ6နာရီထိ2ရက်အချိန်ပြည့်ကျွန်တော်နဲ့ယင်းနီချစ်ခင်ဆိုတာတွေ့ဆုံပြီးတက်ရောက်အောင်မှာဖြစ်တယ်။အဲ့လူကျွန်တော် online မဲ့တက်ချင်တက်ချင်အပြင်မဲ့တက်ချင်တက်ချင်လူကျွန်တော်ရဲ့နာမည်ရဖုန်းနံပါတ်ရကောမန့်မှာမြည်နေ Messenger message မှာရေးထားပေးပါကျွန်တော်တို့ team ကဆက်သွယ်ပေးမယ်။အခုအစီအစဉ်ကိုကြည့်တဲ့သူတိုင်း online ကပထမဦးဆုံးအယောက်100အပြင်ကပထမဦးဆုံးအယောက်30ကို20% discount ပေးထားပါတယ်။နိုင်ငံခြားကသူတွေကတော့နိုင်ငံခြားကပါနိုင်ငံခြားဖြစ်ပါတယ်တက်ချင်ပါတယ်လို့ရေးထားပေးပါကျွန်တော်တို့ဆက်သွယ်လိုအပ်တဲ့အချက်လက်တွေကိုပြန်ပို့ထားပေးပါ။ နောက်တစ်ခုကတော့ကျွန်တော်เนี่ยတူးချင်းပေါ့เนาะ coaching mentor လူချင်းတဲ့သူတွေကိုကျွန်တော်တို့အဲ့ဒါတော့တစ်လောက်ကျွန်တော်နှစ်ယောက်လောက်ပဲလုပ်ပေးနိုင်တာပေါ့เนาะဆိုတော့အဲ့ဒီ mentor အစီအစဉ်ကိုလည်းတူးချင်းရယူချင်းတဲ့သူတွေနိုင်ငံခြားဆိုရင်တော့ zone ကပေါ့เนาะရန်ကုန်ကဆိုရင်တော့ကျွန်တော်မြန်မာပြည်ကဆိုရင်တော့ကျွန်တော်တို့အပြင်မှာလူချင်းတွေ့နေရတူးချင်းတွေ့ဆုံနေ mentor program တွေကျွန်တော်တို့ဆောင်ပေးပါတယ်အဲ့ဒါကိုလည်းလူချင်းတို့စိတ်ဝင်စားရင်ကျွန်တော်တို့ messenger မှာရေးထားပေးပါကျွန်တော်လိုအပ်တဲ့အချက်လက်တွေပြန်ပို့ထားပေးပါမယ်နောက်တစ်ခုကတော့ corporate training ကျွန်တော်လုပ်ငန်းအဖွဲ့အစည်းတွေ company တွေမှာကျွန်တော်မိတ်ဆွေလုပ်ငန်းတွေမှာကျွန်တော် marketing နဲ့ပတ်သက်တာတွေ personal branding နဲ့ပတ်သက်တာတွေ customer service နဲ့ပတ်သက်တာတွေပြီးတော့ general management နဲ့ပတ်သက်တဲ့ corporate training တွေကိုကျွန်တော်အချိန်ရရတယ်လို့သင်ကြားပေးနေတာရှိပါတယ်အဲ့တော့ corporate training စိတ်ဝင်စားတဲ့သူတွေပေါ့မြို့တို့လုပ်ငန်းအတွက်เนาะကျွန်တော်တို့လုပ်ငန်း SME လုပ်ငန်းတွေအတွက်လည်းကျွန်တော်တို့အချိန်ပေးပြီးတော့သင်ကြားပေးတာရှိပါတယ်အဲ့တော့လုပ်ငန်းကြီးတာတိတာအဓိကမကြပါဘူးကျွန်တော်တို့အဓိကတင်ယူခြင်းစိတ်ကအဓိကကြတယ်အဲ့လုပ်ငန်းဖွံ့ဖြိုးတိုးတက်ဖို့အတွက်မိမိတို့လုပ်ငန်းဝင်တင်တန်းနေစီစဉ်ခြင်းတဲ့သူတွေလည်း ဆက်သွယ်နိုင်ပါတယ်။နေရလုပ်ငန်းတွေအတွက်လည်းကျွန်တော်တို့ကကျွန်တော်လာလို့ရတဲ့မြို့ဆိုလာပေးတယ်။တချို့ zone ကနေတင်မယ်ဆိုလည်းဆောင်ရွက်ပေးတယ်။ရန်ကုန်မှာလည်းကျွန်တော်တို့လုပ်ငန်းဝင်ရောက်တင်တန်းတွေကျွန်တော်တို့ Ample Institute ကနေဆောင်ရွက်ပေးနေပါတယ်။အဲ့ဒီတင်တန်းတွေစိတ်ဝင်စားရင်လည်း Messenger မှာ message မှာရေးထားပေးပါ။ကျွန်တော်လိုအပ်တဲ့အချက်လက်တွေကိုအသေးစိတ်ပြန်ပြောထားပေးပါ။အားလုံးကျေးဇူးတင်ပါတယ်။အခုပဲမိမိတို့ရဲ့ဇကားတွေကိုမှန်ကန်တဲ့ခံစားမှုမှန်ကန်တဲ့စေတနာတွေနဲ့မှန်ကန်တဲ့အတတ်ပညာတွေနဲ့ပြောဆိုလိုက်ပါ။အောင်မြင်မှုတွေကလူချင်းတို့ကိုစောင့်ကြုံနေပါတယ်။ We must work together we must build our nation.